JLPT ရဲ့ reading မိုင်းမှာပါတဲ့မေခွန်းပုံစံလေးတွေကိုလေ့လာကြည့်အောင်နော်အဲ့တော့ JLPT reading မိုင်းမှာပထမဆုံးတွေ့ရမယ့်မိကွန်းကတော့မွန်တိုင်ယွန်ပေါ့နော်မွန်တိုင်ယွန်ကစာပိုက်အတူလေးရဲ့ မေခွန်းပု္ပ္ပစာတစ်ပုတ်ရယ်ပေါ့เนาะအဲ့ဒီမေခွန်းပု္ပ္ပစာလေးကိုဘယ်လိုဖြည့်ဆင်းမလဲဆိုတာစပြီးကြည့်ရအောင်เนาะအဲ့တော့မေခွန်းပု္ပ္ပစာမှာဈေးကစပြီးတွေ့ရဆို DPT ကအချိန်ကိုက်ဖြစ်ရတာဖြစ်တဲ့အကြောင်းပေါ့เนาะဒီမေခွန်းကိုအရင်ဖတ်ပါတယ်မေခွန်းဖတ်ပြီးတော့မှစာပိုက်ကိုသွားဖတ်တဲ့အခါမှာဘာကိုမေးထားလဲဆိုတာကိုဈေးတို့တိတိကျကျကွဲပြားသိထားတဲ့အတွက်စာပိုက်မှာအဓိက point ပေါ့เนาะမေးထားတဲ့မေခွန်းနေရာရောက်ပြီဆိုရင်ကွာဒါဆိုတာကောက်ချက်ချနိုင်တယ်အချိန်ကုန်တတ်တာတယ်ပေါ့เนาะဒါကြောင့်မလို့အရင်ကစာပိုက်ကိုမဖတ်ခင်မှာမေခွန်းအရင်သွားဖတ်ပါတယ်အဲ့တော့ဒီမှာဆိုမေခွန်းလေးကိုစကြည့်ကြည့်ရအောင်เนาะကေဆူယော ဗီနီကွန်ပျူတာရှိစတဲ့ရှိတဲ့မူအီကိုတဝနန်ဒက်စကာရှိတဲ့မူအီကိုတဝနန်ဒက်စကာဆိုတော့လုံလို့ရတဲ့ကိစ္စကဘာလဲအဲ့တော့ point ကတနင်္လာနေ့မှာကွန်ပျူတာရှိစမှာလုံလို့ရတာကဘာလဲဆိုတဲ့အချက်ပေါ့နော်အဲ့ဒါလေးကိုတွားပြီးတော့တေချာဆောက်ရိုက်ကိုဖတ်ကြည့်အောင်နော်အဲ့တော့ဒီမှာကကခုနော်ကွန်ပျူတာရှိစနော်ဒိုအာနီစတာနော်ယောနာခမီကဟတ်တဲ့အာဒီမတ်တဲ့အဲ့တော့ကျောင်းရဲ့ကွန်ပျူတာခန်းရဲ့တကားမှာပေါ့နော်အောက်မှာပေးထားတယ် ခါမိဆိုင်ရွက်လေးကိုကတ်ထားပါတယ်တဲ့အဲ့တော့ကွန်ပျူတာရှိစုကို Skawhito A ဆိုပြီးရေးထားတယ်ပေါ့နော်ကွန်ပျူတာအခန်းကိုအသုံးပြုမဲ့လူတွေထံသို့ဆိုပြီးတော့ဒီ Chuika Ki ပုံစံလေးရေးထားတယ်ပေါ့နော်အဲ့တော့ပထမတစ်ချက်က Heya ka Heya ga Skae ru jikan wa တဲ့ Heya ga Skae ru jikan လာပြီးအဲ့တော့ jikan အချိန်ဘယ်လိုအချိန်မျိုးလဲဆိုတော့ Heya ga Skae ru jikan ဆိုပြီးတော့ jikan ဆိုတဲ့နောင်းကိုရှင်းပြထားတယ်နော် Heya ga Skae ru ဆိုတော့အခန်းကိုအသုံးပြုနိုင်တဲ့အချိန်ကတော့တဲ့ Gesuyo pikara Kinyo biwa တဲ့ ခုကြည့်ခါရနီတူအီချီကြီးမာတဲ့တဲ့ဆိုပြောထားတယ်။ Okay အဲ့မှာတနင်္လာနေ့ပါနေပြီ။ဆေရိုရဲ့မိကုန်းဟာလည်းတနင်္လာနေ့မှာလှုပ်လို့ရတာเนาะ။အဲ့တော့တနင်္လာနေ့ပါနေပြီဆိုတော့ဒီချက်ကိုတော့မှန်ရောမယ်။9နာရီနဲ့20တနာရီအထိ3နိုင်တယ်လို့ပြောထားတယ်ပေါ့နော်။အဲ့တော့အဲ့မှာဆိုမနက်9ကနေည9ဆိုတော့သိရမယ်ပေါ့နော်။20နာရီဆိုတာည9နာရီ။အဲ့တော့တနင်္လာနေ့တောက်ကြမနက်9ကနေည9အထိ3နိုင်တယ်။ပြီးတော့ဒိုယောပြီးဝခုကြည့်ခါရဂျူဟာကြီးကြီးမာတဲ့တဲ့ဆိုပြောထားတယ်။အဲ့တော့စနေကိစ္စအမှန်ဆိုမေးထားတဲ့မိကုန်းထဲမှာမပါတဲ့အတွက်ဒါက ထဲ့မှတ်နေကြတာမလို့ပေါ့နော်နောက်တစ်ခုနိချိရောပြီးရှုခုကြည့်စို့ဝါဟာရီတဲ့မဆက်တင်းငွေငွေနေတယ်နောက်တစ်ခုကအစိုးရရုံးပဲတည်တယ်မှာတော့မဝင်နိုင်ပါဘူးဝင်သုံးလို့မရဘူးလို့ပြောထားတယ်အဲ့တော့ဒီဆက်တွေလည်းအမှန်တိုင်းပြောရရင်ထဲ့ပြီးစဉ်းစားကြရမလို့ဘူးဒီကအစဲတော့တင်းလာနေမှာလုတ်တဲ့ကိစ္စကိုပဲစဉ်းစားမယ်အဲ့တော့တင်းလာနေရဲ့ပထမတစ်ချက်က9နိုင်ရနေမနက်9နိုင်ရနေည9နိုင်အထိဝင်နိုင်နေဆိုတဲ့ကိစ္စပေါ့နော်နောက်ထပ်တစ်ချက်ကကြတော့ပါဆိုးကွန်ကခဲတိုင်းတန်ဝတဲ့ပါဆိုးကွန်အိုစကာဝီဟီနီတီတိုးတဲ့ အာ chicken ကိုရောရခုစတဲ့ခါတာ rios တဲ့ခုတာဆိုင်ကွန်ပျူတာဒါမှမဟုတ်ရင် ဖုန်းနဲ့ပါဆိုကွန် oscar ဟီနီချီတော့ chicken ကွန်ပျူတာကိုအသုံးပြုမဲ့ရဲ့ရဲ့အချိန်ရဲကိုရောရခုစတဲ့ခါတာ booking လုပ်ပြီးတော့မှ rios တဲ့ခုတာဆိုင်အသုံးပြုပေးပါလို့ရေးထားတယ်ဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီမှာတစ်ချက်ပေါ့နော် ်ကွန်ပျူတာသုံးမယ်ဒီအခန်းကိုသုံးတော့မယ်ဆိုရင်အချိန်နဲ့နေရက်ကိုဘာလို့ရမှာလဲဘုတ်ကင်တင်ရမယ်ဆိုတဲ့ကိစ္စနော်နောက်ထပ်တစ်ချက်ကဂျူမျောတို့ခန်းခဲနိုင်မှုနို့ကိုအင်းစာဆွတ်နိုင်တဲ့ခူတာဆိုင်ဂျူမျောတို့ခန်းခဲနိုင်မှုနို့ဒီဂျူမျောဆိုတဲ့ဒီတင်နန်းနဲ့မဆိုင်နဲ့မသက်ဆိုင်နဲ့မို့နို့အရာတွေကိုအင်းစာဆွတ်နိုင်တဲ့ခူတာဆိုင်တဲ့အဲ့တော့ print ထုတ်လို့မရဘူးပေါ့နော်ဒီလိုအိပယ်မျိုးပြောထားတာအဲ့တော့အဲ့မှာလဲမို့နို့ဘလို့အရာလဲဂျူမျောတို့ခန်းခဲနိုင် တင်နန်းနဲ့ပတ်သက်ဆက်နွယ်မှုမရှိတဲ့အရာတွေကို print ထုတ်လို့မရပါဘူးတဲ့ print မထုတ်ပါနဲ့တဲ့ဟုတ်ပြီနော်ခုတ်ကိုတဲ့ကိုဟန်အိုတာပဲတာဒီနော်မီမိုနိုအွန်နွန်တာဒီရှိနိုင်တဲ့ခူရာဆိုင်ဒီနေရာမှာထမင်းစားလိုက်နော်မီမိုနိုအွန်နွန်တာဒီဆိုတာကတောက်စရာတွေကိုတောက်လိုက်လုတာမျိုးလဲမလုတ်ပါနဲ့လို့ပြောထားတယ်ပေါ့နော်အဲ့ဒါလည်းလုတ်လို့မရတော့စားတာတောက်တာလုတ်လို့မရဘူးခုတ်ကိုတဲ့ game mode တဲ့ဝိုင်ခင်မှာဆန်ဒီနေရာမှာ game ဆော့လို့လဲမရဘူးဆိုပြီးဒီချက်တွေပြောထားတယ်โอเคအဲ့ဆိုရင်ဇေရိုအဖြေကိုသွားပြီးတော့ဖတ်ကြည့် အဲ့တော့ဒီကမေကွန်လေးရဲ့အဖြေလေးတွေကိုဆက်ပြီးတော့ဖတ်ကြည့်ရအောင်နော်။ဘန်ကီယောနော့တမယ်ယောရုကုကြည်မာတဲ့တိုမိုဒါချီတိုနီယွန်ကောနော့ဂေမိုရှီမာဆိုပြီးနံပါတ်၁မှာပြောထားရပေါ့နော်။အဲ့တော့စာလေးလာဖို့အတွက်ည9:00နာရီတိတငယ်ချင်းနဲ့ဂျပန်စာဂိမ်းကိုဆော့မယ်တဲ့။အဲ့တော့ဂိမ်းဆော့တဲ့ကိစ္စပါတယ်။အဲ့တော့ဟိုဘက်မှာစာပိုက်တယ်မှာကဂိမ်းမိုစတေဝိုင်ခဲမဆန်လို့ပြောပေးတာဂိမ်းကစားလို့မရဘူးလို့ပါတယ်ပေါ့နော်။နံပါတ်၂က ပါဆိုးကွန်းကအိုက်တဲ့ဤတာရာကွန်ပျူတာသားအားနိုင်မယ်ဆိုရင်နဲ့ရော်ရခုရှိနိုင်တဲ့ပိုကေမလို့ပဲနဲ့ရော်ရုရှိချီချီမှတဲ့စကိုင်းမတ်ည9နာရီတိ3နဲ့တဲ့3မယ်ပေါ့နော် ဲ့တော့ဒါကဘိုကင်မလုတ်ထားပဲဆိုတာပါနေတယ်ဟိုဘက်မှာကကွန်ပျူတာဒါမှမဟုတ်ရင်ဖုန်းနဲ့ဘာလုတ်ကိုလုတ်ရမှာလဲဘိုကင်လုတ်ပြီးတော့မှသုံးလို့ရမယ်လို့ရေးထားတယ်ပေါ့နော်နောက်နံပါတ်3ကကြတော့ယော်ရုဟာတိတိဟမ်မာတဲ့ည8နာရီခွဲအထိခိုဟီအိုနော်မီနာငါရကော်ဖီတောက်ရည်နဲ့နီယွန်ဂေါ်နော့ဘန်ကျော်အိုရှီမာဂျပန်စာကိုလေ့လာမယ်လို့ပြောတယ်အဲ့တော့ဒါမှကော်ဖီတောက်ရည်နဲ့ဆိုတာပါနေပြီရှေ့မှာက နော်မီမိုနိုနွန်ဒါရီဆိုတာပါတယ်เนาะအဲ့တော့ coffee တောက်တာမျိုးလုံးလို့မရဘူးစားတာတော့တောက်တာဘာမှလုံးလို့မရဘူးလို့တားထားပြီးသားပါပါတယ်နံပါတ်၄ချက်ကကြတော့ယောရုဟာတီတီမာဒေနီညာရှင်နိုင်မာဒေနီပေါ့เนาะနောက်ဆုံးထားပြီးတော့နီဟွန်ဂွန်နောစာကူပွန်ခါခီဂျပန်စာ အစခုပုံပေါ်တော့ဒီ size စာကုန်းရေးပြီးတော့ insert ဆိုရှင်မှာဆိုတော့ print ထုတ်မယ်လို့ပြောထားတယ်။အော်ဒီအချက်ကိုကြည့်ရအောင်။တနင်္လာနေ့မှာည8:00နာရီခန့်ကလည်းနေလို့ရသလိုဂျပန်စာနဲ့ပတ်သက်တဲ့စာခုပုံကိုရေးတာအဲ့ဒီကောင်ပဲ print ထုတ်တာဖြစ်တဲ့ကြောင့်ဒါကဂျူမျောနော်ခန်းကဲကအားလို့ပေါ့နော်။ဒီ သင်တန်းနဲ့ပတ်သက်စနမှုရှိတဲ့အရာကိုပဲ print ထုတ်တာဖြစ်တဲ့ကြောင့်ဒါကတော့ခွင့်ပြုထားတယ်ပေါ့နော်အဲ့တော့အပြင်မှန်ပြရဖြစ်မလဲဆိုတော့ရောင်းပန်ဖြစ်သွားမယ်ပေါ့နော်ဒီလိုမျိုးလေးမွန်တိုင်းယုံကိုဖတ်လို့ရပါတယ်အဲ့တော့မွန်တိုင်းယုံကတော့ survive တိုလေးဖြစ်တဲ့ကြောင့်မို့အချိန်အများကြီးမရဘူးအဲ့တော့ပုံစံအားဖြင့်အနည်းဆုံးပြန်ပြောရမယ်ဆိုရင်အယုံဆုံးကတော့မိကုန်းကိုရေဖတ်ပါပြီးတော့မှ survive ကိုဖတ်ပြီးတော့မှကိုရေးကြီးရဲ့အချက်ကိုဆွဲထုတ်ပြီးတော့အပြည့်သွားဖြစ်ဖို့လိုပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နော်